မင်္ဂလာပါခင်ဗျာ sharing မြန်မာမှကြိုဆိုပါတယ် sharing မြန်မာမှသတင်းများနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာတစ်တုံညာနှစ်ခွန်အပိုင်းတုံးကတော့မလာနိုင်တော့ဘူးဘာကြောင့်မလာနိုင်တော့လဲဆိုတဲ့ခါကျတော့ကျွန်တော်တို့ကဥမင်း online တယောက်တည်းမဟုတ်တော့ဘူးသူ့နံပါတ်ကတယောက်ရှိတယ်တယောက်ကဒီလမ်းကြောကိုဖောက်မှာဒီလမ်းကြောကိုဖောက်ပြနေရမှာဝိုင်းဝန်းကူညီကူညီမကူညီလို့ရှိရင်တယောက်ရဲ့အမျက်ဒေါသကိုခံရမှာဖြစ်တယ်ဒီတိုက်ပွဲကိုတိုက်နေတာဥမင်း online တယောက်တည်းမဟုတ်ဘူးနော် ဒီတိုက်ပွဲကိုတိုက်နေတာတရုတ်နဲ့ပူးပေါင်းပြီးတိုက်နေတဲ့ပုံစံမျိုးတွေရှိတယ်တရုတ်ရဲ့အကူအညီပေးမှုတွေအများကြီးရှိတယ်။ဘာကြောင့်လဲဆိုတော့တရုတ်ကဒီရှမ်းမြောင်းနယ်ရခိုင်ထိကိုလမ်းကျောကိုတရုတ်ကလိုချင်တယ်နော်သူ့ရဲ့အကူအညီစီစဉ်မှုတွေအတွက်လိုချင်တယ်။အဲလိုချင်တဲ့တိုင်းတာမျိုးမှာပူးပေါင်းဆောင်ရွက်ရင်ဆောင်ရွက်မဆောင်ရွက်လို့ရှိရင်တရုတ်ရဲ့အမျက်ဒေါသကိုရင်ဆိုင်ရမှာဖြစ်တယ်။အဲ့တော့ကိုကန့်ကတော့ပါတယ်နောက်ဆုတ်သွားပြီတရုတ်နဲ့ပူးပေါင်းလိုက်ပြီ။ MNDA အဲဒီက TNLA နော် TNLA ကလည်းတရုတ်နဲ့ပူးပေါင်းလိုက်ပြီ။ AA နေနဲ့ဘလော့ခေါင်းမာနိုင်မလဲဆိုတော့ မေးဖို့မေးရမှာဖြစ်တယ်အဲ့တော့ဒီလမ်းကြောပွင့်ဖို့ကဒီပေါ့ကျွန်တော်တို့ဒီမြောက်ပိုင်းမဟာမိတ်သုံးခွဲ့ရဲ့ပူပေါင်းဆောင်ရွက်မှုကအရင်ကအရေးကြီးတယ်မြောက်ပိုင်းမဟာမိတ်သုံးခွဲ့ပြီးလို့ရှိရင် NUG PDF အနေနဲ့ကမြောက်ပိုင်းမဟာမိတ်သုံးခွဲ့တာမရှိလို့ရှိရင်ဒါစစ်တပ်အနေနဲ့ပေါ့နော် NUG PDF ကိုပြိုင်ဘက်ဖြစ်သဘောမထားပါဘူးသဘောမထားတဲ့အတွက်ကြောင့်မို့လို့အဲ့တော့မြောက်ပိုင်းမဟာမိတ်သုံးခွဲ့မရှိရင် NUG PDF ကဒီဆိုင်းရအဲ့လိုဒီထပ်နိုင်မှာမဟုတ်ဘူးအဲ့တော့ကြောင့်မို့လို့ နော်တစ်တုံညာနှစ်ခွန်တတိယလှိုင်းကတော့ဖြစ်လာဖို့မရှိပါဘူး။ဘာကြောင့်မရှိလဲဆိုရင်တော့ဆနာပြောတရုတ်ရဲ့အရေးတပေါ်လိုအဲ့နေရဒီလမ်းကြောကြီးကပွင့်ဖို့လိုတယ် BRI ဟောပဲပေါ့နော် BRI ပွင့်ဖို့ရဒီလမ်းကြောပွင့်ဖို့ရဉာဏ်ကိုရေးကြည့်နေပါလားအဲ့တော့မချစ်နိုင်ပါဘူးခင်ဗျမချစ်နိုင်ပါဘူးအသေးပေးတာအောင်ဖမ်းနေတာဆိုရတို့တော့ဥပဒေထုတ်ထားတယ်ကြာအရေးပေါ်ချင်းနေမှာထုတ်ထားတဲ့ဥပဒေကအခုချိန်နေရှိနေတော့ဥပဒေတစ်ခုအနေနဲ့ကတော့ဒါတို့ တို့အဲ့လိုထုတ်ထားတဲ့ဥပဒေတစ်ခုမှာမတရားဘူးဆိုပြောလို့ပိုင်းမရှိတယ်เนาะဟိုဘယ်လိုခေါ်မလဲချိုးဖောက်လို့တော့မရဘူးပေါ့အဲ့လိုမျိုးပြောရမှာပါရခိုင်တောင်ပိုင်းပြန်ရစေချင်တယ်ဒီကောင်မောင်ရခိုင်တောင်ပိုင်းပြန်ရဖို့ဟာရခိုင်တောင်ပိုင်းမှာတာဝန်ချနေတဲ့တက်တွေအဲဘယ်လိုခေါ်မလဲဖြောင်းမတ်မှန်ကန်လို့ရှိရင်ရခိုင်တောင်ပိုင်းကိုပြန်ရနိုင်တယ်အဲ့တော့ရခိုင်တောင်ပိုင်းမှာတာဝန်ချနေတဲ့တက်တွေပေါ့เนาะစီတွေကိုဟိုဘက်ချောင်းကိုပို့လောင်းစာစီတွေဟိုဘက်ရောက်နေတယ်ရိတ်ခါတွေဟိုဘက်ကိုသွားနေတယ်เนาะ ဲ့ဒီပုံမှာစီးပွားဖြစ်နေတဲ့ခါကျတော့ရခိုင်တောင်ပိုင်းကဖြက်လေးပြက်ဖြက်ထားတာကဘာမှအကျိုးထိရောက်မှုမရှိဘူးရခိုင်တောင်ပိုင်းပြန်ရဖို့တော့အိုက်ဘက်ချမ်းကတက်တယ်ဖြောက်မှတ်ဖို့တော့အရန်လိုအပ်နေပါလားချမ်းမမှုရှိတဲ့ရခိုင်တောင်ပိုင်းကမလွယ်ပါဘူးအခုဒီချိန်ကညချိန်ကတာကြီးတန်းငယ်သွားနေရရှိနော်နော်စီဒီအမ်လောက်ထားတဲ့သူတွေကိုတဲ့ကိုယ်စလဲတွေစီဒီအမ်လောက်ထားတဲ့သူတွေကကိုယ်စလဲလောက်လို့ရသလားကိုမအောင်နော် CDM လောက်တဲ့သူတွေကကိုယ်စားလှယ်လုပ်လို့ရသလားဆိုတဲ့ခါကျတော့လူလွတ်တော်ကိုယ်စားလှယ်မှာ CDM လောက်ထားသူတွေပါလို့လားနော် CDM လောက်ထားပြီဆိုတဲ့ကဒါလွတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ရွေးခံနိုင်မှာမဟုတ်ဘူးလို့ကျွန်တော်အသုံးသတ်တယ်ပေါ့နော်ဒါ UEC ဆုံးဖြတ်ပါလိမ့်မယ်ကောင်းတော့တသက်ခိုင်ရေကောက်ပွဲဝင်နိုင်ဖို့အယူခံဝင်တာတဲ့ဥမင်းအွန်လိုင်းရဲ့အဆုံးဖြတ်လို့ပြောတာတဲ့ဥပဒေနဲ့ကိုက်ညီရလားဗျာတခုခုတော့လွဲနေသလားမသိလို့ပါဗျာဖြေပေးပါအောင် အဲဒီနေရာမှာနှစ်ဖက်ကြည့်ရမှာဗျာ UEC ကလွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်ရမှာဖြစ်တယ်လို့ UEC ကအဲကြောင့် UEC ဥက္ကဋ္ဌကကျွန်တော်တို့ခေတ်ဆက်ဆက်မှာတကယ်ကိုပြည်သူလူထုကလေးစားတော့တမာတမတ်ကြတော့ပုံကုန်နေနဲ့ဖွဲ့စည်းရတာဖြစ်တယ်အဲ့တော့လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်ရမှာဖြစ်တယ်နောက် UEC ရဲ့ဒီပေါ်ဆုံးဖြတ်ချက်ကိုချနိုင်ဖို့အတွက်ကအနိုင်ဆုံးကျွန်တော်တို့ UEC ရဲ့အထက်ပိုင်းမှာ CEC အစဉ်ဆုံးဖြတ်ချက်ချတဲ့ဘ ਹੁ အဆင့်မှာအများနဲ့မကနန်းမထားပါဘူး။မကနန်းဆိုတာကအကယ်၍ ငင်းကုန်စရာရှိလာဥမာဒေါ်သက်ခိုင်ကိုလက်ခံတင်မလက်မခံတင်နဲ့ပတ်သက်ပြီးတော့အဲဒူအီစီအနေနဲ့ငင်းပွားလာပြီးခေဆိုလို့ရှိရင်သူတို့မဲထည့်ရတာကိုမဲထည့်ပြီးတော့သူတို့ကြမှာမဲခွဲပြီးဆုံးဖြတ်တယ်မဲခွဲပြီးဆုံးဖြတ်တဲ့အခါမှာမကနန်းထားတယ်နော်ဆုံးကနန်းမထားပါဘူးအဲ့လိုမျိုးပဲထည့်ပြီးတော့ဆောင်ရရဆိုတော့ UEC ကလွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်တယ်ပေါ့နော်အဲ့တော့ UEC အနေနဲ့အဒေါက်တာသခိုင်ကိုအဲဘခေါ်မလဲသူ့ရဲ့ဥပဒေအကြောင်းအရညင်းလိုက်ပြီးဟေ့ဆိုလို့ရှိရင်တော့ဒါဥပဒေအကြောင်းပြောမှဆိုရင်ဒါအတီးဖြစ်သွားပါပြီ ဲ့တော့လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့အငင်းခံရပြီဆိုလို့ရှိရင်တော့အဖွဲ့အစည်းကငင်းလိုက်တယ်ဆိုလို့ရှိရင်အဲတခြားအာနာဇတ်အနေနဲ့ဝင်လာမယ်ဟေ့ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဟိုခေါ်မယ်ဆိုတော့ root conflict ဖြစ်သွားနိုင်တယ် root conflict တော့နောက်ထပ်ဒီကျွန်တော်တို့ power conflict ပေါ့သိရမလား power conflict တွေဖြစ်သွားနိုင်တယ် power fight ဖြစ်လာနိုင်တယ်ဆိုတော့ကျွန်တော် UEC ကငါ power ရှိတယ်ဟုတ်ပြီတော့အဲဦးမင်း online အနေနဲ့ကလည်းသူလုတ်ပေးနိုင်တဲ့အတိုင်းဒါပါလဲဆိုတော့ လူငင်းချမ်းသာခွင့်ကိုသူပေးနိုင်လို့ပြီးလို့ရတယ်เนาะလူငင်းချမ်းသာခွင့်ဆိုတာကခြေခံဥပဒေကသူကတက်ရှိယာယီသမရကိုဗျာယာယီသမရဆိုတဲ့အခါကျတော့သူ့မှာခြေခံဥပဒေကပေးထားတော့ဥပဒေပုံမှန်ရလူငင်းချမ်းသာခွင့်ပေးလို့ရတယ်လူငင်းချမ်းသာခွင့်ပေးရလောက်အောင်လဲဒါဒေါက်တာအေးမောင်ကိုလူငင်းချမ်းသာခွင့်ပေးတာပေးလို့ရတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒေါက်တာအေးမောင်ဒီဒါသူကအမှုနဲ့ညှိထားတာဒေါက်တာသက်ခိုင်ဘာအမှုနဲ့မှမညှိဘူးမညှိတဲ့အခါမှာသူကအကျွေးတင်တာပဲရှိတယ်ကျင့်တင်တဲ့အတွက်ကြောင့်မို့လို့သူ့ကိုဥမေအွန်လိုင်းအနေနဲ့လည်းကုညီလို့ရချင်ပါရမယ်လို့ကျွန်တော်သုံးသပ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ တမနာတယောက်ရဲ့ပါဝါကဒီနေရာမှာပြစ်မှုရှိရင်သာလွတ်ပေးလို့ရတယ်ဒီအကျွေးကိစ္စရည်နဲ့ကြတော့လုပ်လို့ရမှာမဟုတ်ဘူးအဲသို့ပါတော့လည်းပဲကျွန်တော်မြန်မာနိုင်ငံရဲ့ဥပဒေကလည်းဥပဒေကလည်းဒီဘောကမပါစောက်ပုံစံမျိုးပတ်ကြည့်လို့ရတာဟုတ်ဗျာကျွန်တော်မြင်တာနှစ်ဖက်သုံးဖက်ပဲရှိတာဒါဥမေအွန်လိုင်းတသက်ကြည့်ပြီးတော့ဘယ်လိုမျိုးငင်းဝင်ပေးသွားမလဲဆိုတာတော့အရင်ကရင်းခုန်စွာနဲ့ကျွန်တော်စောင့်ကြည့်ရမယ်ကိစ္စတစ်ခုဖြစ်ပါတယ်ဗျာနော် PDF ကငင်းငန်းရေးယူလာနိုင်သလားပူပေါင်းလာနိုင်သလားဆိုတဲ့ခါကျတော့အာ PDF ကနှစ်ဆင့်ခွဲလို့ရတယ်နှစ်ဆင့်သုံးနှစ်ဖွဲ့သုံးဖွဲ့တော့ခွဲလို့ရတယ် PDF ပေါ့နော်အရန်ကိုတော်လိုင်းရေးစိတ်သက်ပြင်းထန်သော PDF တွေရှိတယ်အဲ့တော့နိုင်ငံရေးလောကမှာအဲ့တော့အဲ့လိုမျိုးဖွဲ့တွေရှိသလိုနောက်ထပ်အလဲလက်လန်းစင်ရှိတဲ့ PDF တွေရှိတယ်အဲနောက်တစ်ခုကတော့လုံးဝစိတ်ပြတ်နေတဲ့ PDF တွေရှိတယ်ပေါ့နော်အဲ့တော့အလဲလက်လန်းစင်ရှိတဲ့ PDF တွေကတော့တက်နိုင်ဖြစ်တဲ့အခြေအစီအစဉ်အဲတက်မလို့ ਨੇ เนาะဟို PDF နဲ့အဲဘယ်လိုခေါ်မလဲစစ်ပြင်းငိမ့်ပြီးတော့ငင်းငိမ့်ယူစီခြင်းနေတဲ့အဖွဲတွေရှိတယ်ဒါမှမဟုတ်လဲအဲ့တော့ PDF တွေအထဲမှာလဲ energy အုပ်စုဘယ်လိုဒီခေါက်ဒေါ်လာရင်းအင်အားစုတွေအထဲမှာလဲခင်ဗျားတို့ကိုယ်တိုင်အချင်းချင်းပြန်ပြီးတော့သဘောထားကွဲလိုက်ရမယ့်အခြေအနေတွေရှိတယ်။ဘာကြောင့်လဲဆိုတော့ခင်ဗျားတို့သိရမှာပါလဲဆိုတော့လေခေါက်ဒေါ်လာရင်းအနေနဲ့ဒီပေါ့ ERO ပေါ့ EAO လို့လည်းပြောလို့ရအောင်နော် EAO ရဲ့ မရှိဘူးဆိုလို့ရှိရင်တော်လန်ရေးအနေနဲ့ကရက်တီဖို့တော်တော်ခက်ခဲမယ်။ဘာကြောင့်လဲဆိုတော့ခင်ဗျားတို့နေမြေစိုးမှုမရှိဘူး။ခင်ဗျားတို့စိုးမှုတဲ့နေမြေဆိုတာစစ်တပ်ကစစ်တပ်ကတညာလုံးအာကြီးလို့ဟိုဘယ်လိုခေါ်မလဲ။အချိန်နေအချိန်နေတည်းကနေရက်တီနိုင်တဲ့ပုံစံမျိုးဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကချင်ပြည်နယ်အနေနဲ့တက်ရတာရှိုးမြောင်တောင်ကုန်းတွေနဲ့အရန်ခက်ခဲပါတယ်။ပြီးတော့နေဆက်ရှိတယ်။နေဆက်ရှိတဲ့အတွက်ကြောင့်မို့လို့ကချင်အနေနဲ့ဘယ်လိုပဲဖြစ်ဖြစ်ဒါရက်တီနိုင်တယ်။ကရင်အနေနဲ့လည်းရက်တီနိုင်တယ်။ကရင်အနေနဲ့ကလည်းနေဆက်နဲ့လည်းနီးတယ်။ထိုင်းဘက်ကအတက်နိုင်ဆုံး အဲသူတို့လူသားချင်းစာသာမှုအနေနဲ့ကိုညင်နေတော့ကရင်ကလည်းရက်တည်နိုင်တဲ့အတိုင်းဒါတွေရှိတယ်နော်နောက်တစ်ခုခင်ဗျားတို့ PDF ကြတော့မြန်မာနိုင်ငံအလေပိုင်းတကယ့်မြေပြန့်လွင်ပြင်ကြီးမှာတိုက်ပွဲဝင်ရမှာဖြစ်တယ်တိုက်ပွဲဝင်ရတဲ့အခါမှာခင်ဗျားတို့တက်အခက်ခဲအရန်ကိုကြီးထွားနိုင်တယ်နော်အဲ့တော့ဒီနေရာမှာခင်ဗျားတို့ PDF တွေအနေနဲ့ဒါအရှိတရားလိုက်ကျွန်တော်ပြောရတာပါနော်ခင်ဗျားတို့ဟိုကျွန်တော်ရတာအမြင်လို့ပဲသတ်မှတ်ပါအဲ့တော့ဒီတော်လန်ရေးအနေနဲ့ခင်ဗျားတို့အများကြီးပြန်ဆွေးနွေးအောင်ပါယုံကြည်မှုနဲ့ဆက်တိုက်မယ်ဆိုတော့တိုက်ပေါ့လေအဲဒါမှမဟုတ်ရင်ဆိုင်ရမဲ့ ရှေ့လျှောက်သွားမခီးလန်းကတော်တော်ကိုကြီးရဲအဲ့တော့အဲစစ်တပ်နဲ့နိုင်ငံရေးတကားလည်းဖွင့်ထားတင်တယ်လို့ကျွန်တော်တို့သုံးသပ်တယ်နော်နိုင်ငံရေးတကားဖွင့်ထားဖွင့်ထားပြီးတော့စိတ်ဆက်ဆွေးနွေးပြီးတော့ကျွန်တော်တို့ဗျာဟိုလူချင်းတော်ကိုကြီးစားမှာဖောက်ပွင့်နဲ့ရသွားလို့ရှိရင်ဥမာပြဥမဲအောင်လာလို့ပေါ့နော်ချုံမျိုးတွေကကြီးမှာဖောက်ပွင့်နဲ့ရသွားတာရှိတယ်အဲ့လိုဆိုရှင်ဘယ်လောက်အကျိုးဖြစ်ထွန်းလဲခင်ဗျားတို့လည်းဒီ PDF တွေ NUG အုပ်စုတွေအနေနဲ့ခင်ဗျားတို့နိုင်ငံရေးလူအပ်ချက်တွေကိုကြီးမှာဖောက်ပွင့်နဲ့ စစ်တပ်နဲ့ဆက်ဆက်ညီနိုင်ပြီးရသွားမယ်ဆိုရှင်ဘလောက်ဒီကောင်းမလဲပေါ့ဗျာနော်အဲ့တော့အဲခင်ဗျားတို့ရဲ့ခင်ဗျားတို့ခေါင်းဆောင်တွေရဲ့တန်ငင်းတမန်ခင်းတဲ့နိုင်ငံရေးရင်းချက်မှုတွေပုံမှန်လည်းအများကြီးစကားပြောမှာပါအဲ့ကြောင့်မလို့အမေကအနေနဲ့ကတော့ PDF အနေနဲ့ဆင်းနေသွားနိုင်သလားညဉ့်ညံစစ်တပ်နဲ့ပူးပေါင်းလာနိုင်သလားဆိုတာကတော့ခေါင်းတော်လိုင်းကြားထဲမှာပြန်ပြီးတော့မေးရမယ်မေးခွန်းဖြစ်တယ်အဲ့တော့လက်ရှိအချိန်ကြီးတော့မဖြစ်နိုင်ဘူး။ဘာကြောင့်လဲဆိုတော့သူတို့ခေါင်းဆောင်တွေကိုယ်တိုင်ကလုံးဝအဲဆွေးနွေးလေးလမ်းကြောင်းကို သွားမှလည်းမဟုတ်တလို့သူတို့ကိုအားပေးနေတော့နော်တော်လိုင်းအင်အားစုတွေအနေနဲ့ကလည်းလုံးဝဆွေးနွေးရေးကိုလက်ခံမှာမဟုတ်ဘူးလက်ခံမှာမဟုတ်တဲ့အတွက်ကြောင့်မို့လို့တော့ကျွန်တော်တို့မမြင်ပါဘူးတိုက်ပွဲကြမ်းပဲအဲကြောင့်ကျွန်တော်ခေါင်းစဉ်တွေကိုတေချာရေးထားပါတယ်နော်အဓိကခံအောင်ကြားရတဲ့ခံမှာပြည်သူပေါ့ဗျာနော်ဘာကြောင့်လဲဆိုတော့အလေပိုင်းကိုစစ်ထစ်စင်မယ်ဥပမာဖြင့်စစ်တပ်အနေနဲ့ခင်ဗျားဒီပေါ့ EAO တွေကခင်ဗျားတို့နောက်မှာ backup မရှိလို့ရှိရင်ဒီစကိုင်းတိုင်းမှာ KIA ဒါနောက်ဆုတ်သွားမယ်ဆိုစကိုင်းတိုင်းမှာရှိတဲ့ဒီပေါ့နော်ဟို PDF တွေအနေနဲ့တော်တော်ရုန်းကန်အောင်မှာဖြစ်တယ် အခု139ခုမှာတိုက်ခဲ့တဲ့ TNA LA နဲ့ MNDA နောက်ဆုတ်သွားတဲ့အခါမှာ MNDA နောက်ဆုတ်သွားတဲ့ချိန်မှာမှကြည့်လိုက်တယ် TNA LA တော်တော်ခက်ခဲသွားပြီခက်ခဲသွားကောင် TNA နောက်ဆုတ်သွားတဲ့အခါမှာတော့ခင်ဗျားတို့ TTE ကြံခဲ့မှာခင်ဗျားတို့ဒီ NUG PDF ပဲကြံခဲ့မှာဖြစ်တယ်အဲ့တော့အတော်တော်ကြီးကိုခက်ခဲမဲ့တော်လာရေးဖြစ်တယ်ခင်ဗျားတို့ယုံကြည်ကြရစက်တိုက်နေရတော့တိုက်ပေါ်လေဒါမဲ့ဒါမဲ့တော့သိရမှာပါလဲဆိုတော့တော်တော်ကြီးခက်ခဲမှာပါနော်အင်းမြဲအပိလေးကကိုမောင်းနေကျေးဇူးတင်ပါတယ်နော် ဦးမင်းအွန်လိုင်းတမနာလုပ်လို့ရလားတဲ့ဦးမင်းအွန်လိုင်းကတမနာလုပ်လုပ်ဖို့ရနိုင်တယ်ရနိုင်တယ်ဆိုတာဘာလဲဆိုတော့လေသူကလွတ်တော်ဘာခေါ်မလဲဆိုတော့တမနာရေးလို့ခေါ်မတမနာကိုတုံးစင်သွားမှာဟုတ်နော်မျိုးသားလွတ်တော်ပြည်သူလွတ်တော်ပြီးလို့ရှိရင်တက်မလို့သားလွတ်တော်ဒီကကိုယ်စားလှယ်တွေတယောက်ချင်းသွားမှာဆိုတဲ့ခါကြတော့အဲ့တော့တက်မလို့သားကိုယ်စားလှယ်တွေကရွေးချယ်တင်မြှောက်လိုက်တဲ့အဖွဲ့ထဲမှာ သူ့ကိုရွေးချယ်တင်မြှောက်လိုက်ပြီးဟေးဆိုလို့ရှိရင်ဒါကသူတမရအိုင်လန်ချောင်းနဲ့တမရဖြစ်သွားနိုင်တယ်အဲ့တော့အဲ့လိုမျိုးတမရမဖြစ်အောင်မှာပဲသူ့အနေနဲ့ဒေါအောင်ဆန်းစစ်ကြီးရဲ့ယာတူးဖြစ်တဲ့ဒီနိုင်ငံတော်အတိုင်းငံယာတူးပေါ့နိုင်ငံတော်အတိုင်းငံယာတူးကိုသူ့အနေနဲ့ရယူလို့ရတယ်နော်အဲ့တော့တမရအောင်ဖြစ်စီရမလို့အဲ့ဒီယာတူးဟာတမရနဲ့နင်လားငါလားပါပဲနော်ဝင်ကြီးချုပ်အဆင့်ထိရှိတယ်အလုံးဝင်ကြီးဌာနတွေနဲ့အလုံး coordinate လုပ်လို့ရတယ်အကြံပေးလို့ရတယ်တော့တမရနဲ့လည်းအကြံပေးလို့ရတယ်နိုင်ငံတော်အတိုင်းငံယာတူးကိုသူယူသွားလို့လည်းရတယ်လို့ အဲတမရရာလူတက်ယူလို့ရတယ်အဲ့တော့ तू တောင်းအောင်ကျာချုပ်ရာလူမှာပဲဆက်နေမလားဒါကတော့ကျွန်တော်တို့ဆက်လက်ပြီးတော့ဖော်ထုတ်ရမယ်မိဘုံတစ်ခုဖြစ်တယ်ဗောကနော်ကျေးဇူးတင်ပါတယ်ဗျမြောက်ပိုင်းမဟာမိတ်သုံးဘက်မှာဘယ်ဖွဲ့ကစန်းဆောင်ရင်အကောင်းဆုံးလဲကိုမအောင်နဲ့မြောက်ပိုင်းမဟာမိတ်သုံးဘက်မှာစန်းဆောင်ရင်အကောင်းဆုံးကိုကန့်လို့ပြောလို့ရတယ်ဘာကြောင့်ကိုကန့်လို့ပြောလို့ရလဲဆိုတဲ့ခါကျတော့ကိုကန့်အနေနဲ့အဓိကတော့လက်နက်ပေါ့ဗျာနော်တိုက်ပွဲတစ်ခုတိုက်မယ်ဆိုရင်လက်နက်နဲ့ရိတ်ခါအရန်ကိုရေးကြည့်တာပါအဲ့တော့မြောက်ပိုင်းမဟာမိတ်၃ဖွဲ့မှာစွမ်းဆောင်ရေးအကောင်းဆုံးကတရုတ်ပါ နော်တရုတ်ကအကောင်းဆုံးဖြစ်တယ်တရုတ်ကဟိတ်ဆိုလို့ရှိရင်ညောက်ပိုင်းမဟာမိတ်၃ဖွဲ့လုံးရဲ့စွမ်းဆောင်ရည်ကကျသွားမှာဖြစ်တယ်တရုတ်ကဟိတ်အောက်လေးချားဆိုလို့ရှိရင်ညောက်ပိုင်းမဟာမိတ်၃ဖွဲ့ရဲ့စွမ်းဆောင်ရည်ကနော်ကောင်းလာမှာဖြစ်တယ်အဲ့တော့မြောက်ပိုင်းမဟာမိတ်၃ဖွဲ့ရဲ့စွမ်းဆောင်ရည်ကတရုတ်ရဲ့စွမ်းဆောင်ရည်ပါပဲအခုအခုတော့တရုတ်ကလက်နက်စီစဉ်ရဖြစ်တဲ့ဝနော်ဝစီကလက်နက်စီစဉ်မှုတွေသူတို့စီကငွေကြေးတွေကိုပိတ်ဆို့လိုက်တဲ့အခါကျတော့အဲ့တော့ MNDA နောက်ဆုတ်သွားတဲ့အခါမှာ TNL ကအဖော်မဲ့သွားပြီ တရားနယ်တွေဖော်မိသွားတဲ့အခါမှာတော့ကျွန်တော်တို့ဒီခင်ဗျားတို့ဒီ NG PDF အနေနဲ့ရုံးကန်ရပြီအဲ့တော့ AA လည်းရုံးကန်မှာဖြစ်တယ်နော်အဲ့တော့ဘယ်ဆန်းဘယ်ဖွဲ့ဆန်းဆောင်ရင်အကောင်းဆုံးလဲဆိုလို့ရှိရင်တော့တရုတ်ကဆန်းဆောင်ရင်အကောင်းဆုံးပါပဲအဲ့တော့ MND ကအကောင်းဆုံးပဲလို့ပြောလို့ရတာကောမောင်းနဲ့စကားစားမိရှုနေတယ်အဲ့တော့အားကြောင့်မို့လဲကျွန်တော်ကပြောနေတာပါကျွန်တော်ဒီနေ့ခေါင်းစဉ်နေရအဲ့ဒါပဲအဓိကတော့လေကြည့်လေဗျာခုကျွန်တော်တို့ ကျွန်တော်တို့ဒီရွာလေးမိရှုတယ်အိမ်လေးမိရှုတယ်နော်နောက်ထပ်ဘုံတွေကျဲတယ်ဒါစစ်ရဲ့သဘောတရားအရလောက်ကြတော့မယ်နော်အဲ့တော့ဒါမရှုတယ်လို့လည်းသွားပြောလို့မရသလိုနော်မလုံတယ်လို့လည်းပြောလို့မရတဲ့ပုံစံမျိုးတွေရှိစစ်ရဲ့သဘောတရားမှာကစစ်တိုက်တဲ့စစ်ပြူဟာမှာပါတာဟုတ်ဗျာနော်တရားချိုးတာလည်းတရားချိုးတာလည်းကျွန်တော်တို့ဒီစစ်ရဲ့သဘောတရားနှစ်ဖက်ချိုးကြမှာပဲနော်စစ်တပ်လည်းချိုးတာပဲအဲ့တော့ခင်ဗျားတို့ဒီလက်နက်ကန်တွေလည်းချိုးတာပဲလူအဲ့ရင်တော့ချိုးကြမှာပဲ အဲ့ဒီအဲ့တော့ကျွန်တော်တို့ကတော့ဖြစ်တဲ့ကြေရှိဆုံးပြည်သူမျက်နှာကိုကြည့်ပြီးတော့စစ်မှတ်တယ်မလုပ်စေချင်ဘူးဗျာနော်ဟိုလူချင်းတော်ကြီးမဖောက်ပဲနဲ့ရဖို့ကျွန်တော်ဘယ်လိုစူးစမ်းမလဲဆိုတော့ကိုကျွန်တော်တို့စဉ်းစားတင်ပါတယ်ဗျာသိလားတော်စုကိုမလုပ်ပေးပဲနဲ့ရွေးကောက်ပွဲလုပ်လို့မရဘူးတဲ့အခုတည်းဆယ်စားပုံကြီးပျက်စီးဖို့ပဲရှိမယ်ဒေါ်ဆန်းစစ်ကြီးကိုမလုပ်ပေးမယ်နဲ့ဆိုတော့အခုအတော့လို့မရဘူးသားပြောသူတို့ကလုတ်သွားပါလိမ့်နော်အဲ့တော့ရှေးလျှောက်အခု ခင်ဗျားတို့ဘယ်လိုပဲပြောပြောပါတော့အဲစစ်တပ်ကရွေးကောက်ပွဲလက်ကျင်းပနိုင်သွားသလိုခင်ဗျားတို့မြောင်းမန်းထားတဲ့ရှမ်းမန်းစစ်စင်ရေးတို့နော်မန္တလေးလင်းမျိုးကိုမန္တလေးလင်းမျိုးကိုစီမျိုးရေးတို့ပါတော့အကုန်လုံးကဒီနောက်ဆုတ်သွားပြီလေနော်အဲ့တော့အရင်ကြီးလဲအရင်ကြီးလဲဘယ်လိုခေါ်မလဲတော်လန်ရေးဒီပေါ့တော်လန်ရေးကရှေ့ဆက်ပြီးတော့အမြန်ကြီးပြီးသွားမယ်လို့နော်ဟိုဘယ်လိုခေါ်မလဲအချိန်တိုတွေမှာပြီးသွားမယ်လို့ဆိုတာတော့ခင်ဗျားတို့တော်တော်ကြီး မဖြစ်နိုင်တဲ့အရာတစ်ခုပါပဲเนาะခင်ဗျားတို့တော်တော်ကြီးကိုဇွဲရှိအောင်ပါပါခင်ဗျားတို့ဘလော့ဒီဇွဲရှိရှိနဲ့စက်တိုက်နိုင်မလဲဆိုတဲ့ပုံမှာတော့မူတည်တာပါဗျာเนาะအခုချိန်ထိပေါ့စစ်တပ်ကသူ့အဆန်းစားနဲ့ရတဲ့မျိုးကိုပြောပြပါလားကုမောင်းလဲအော်စစ်တပ်ကသူ့အဆန်းစားနဲ့ရတဲ့မျိုးဆိုတော့ဒါကစစ်ရဲ့ view ဟာမှာဟိုကဒါလည်းပါပြီးသားဖြစ်တယ်ဗျเนาะအဲ့တော့ဒါသူတို့အစွမ်းစားလို့လည်းပြောလို့ရတာပေါ့ပြန်ရအောင်လုပ်နိုင်တယ်ဆိုတော့ဗာပြအစွမ်းစားပဲလေနော်ဦးမင်း online ဒီစစ်တပ်ကသူတို့ပြန်ရအောင်လုပ်နိုင်တယ်ဆိုတော့စစ်ရဲ့ view ဟာမှာဟိုက ဘာပေါင်းအောင်ကြည့်ပြီးတော့တာမဟာဗျူဟာလို့ခေါ်တယ်စစ်ဗျူဟာမဟာဗျူဟာအခုမဟာဗျူဟာနဲ့တို့ရအောင်ပြန်ယူသွားတယ်ဆိုတဲ့ခါကျတော့ဒီမျိုးတွေအကုန်လုံးပြန်ရတာစစ်တပ်ရဲ့မဟာဗျူဟာကောင်းလို့ပါနော်ဒါပြောရမစိမ်းတော့ဥမင်းအွန်လိုင်းရဲ့မဟာဗျူဟာတွေကောင်းလို့ပါနော်ဒါအရှိတရား तू तू တော်တော်လက်တော်တော့ပြောရမှာပါဗျာမဟာဗျူဟာရကြည့်ရှုထောင့်ကျွန်တော်ပြောဆိုလိုချင်တာပါနော်ဒါမဟာဗျူဟာရတို့ပြန်ရသွားတော့ဒါဘာလို့ဖြစ်ဖြစ်ဥမင်းအွန်လိုင်းအရေးချင်းပါဗျာနော် ရခိုင်ကမြို့တွေအကုန်လုံးအေးအေးသိမ်းနိုင်လာပြဆိုတဲ့ခါကျတော့အေးအေးကအခုလောဆိုမြို့ကမန်အောင်ကြောက်ဖြူစစ်တွေအဲဒီလောက်ပဲကျန်တာလေအဲတန်တဲ့မြို့တွေကိုသူတို့ဆက်သိမ်းမှုကအဲသူတို့တော့စူးစမ်းရမှာဖြစ်တယ်အဲ့တော့စစ်တပ်ကလည်းဒီမြို့တွေအားလုံးကိုတန်တဲ့မြို့တွေအားလုံးပြန်သိမ်းပါလိမ့်မယ်အဲ့တော့တော်တော်ကိုကြည့်ကောင်းမဲ့ပွဲတစ်ပွဲဖြစ်သွားလိမ့်မယ်နော်ကြည့်ကောင်းမဲ့ပွဲတစ်ပွဲဖြစ်သွားလိမ့်မယ်အေးအေးအနေနဲ့ကသူတို့အုတ်ချုပ်ရရလဲခိုင်မာနေရရှိတယ်သူတို့ရဲ့စီရေးအခြေအနေအားလုံးခိုင်မာအောင်ထားတာလည်းရှိတယ်တော်တော်ကြီးကိုပေါ့နော်ကျွန်တော်ကြည့်တာ အေးအေးကိုပြန်လဲတိုက်ခိုက်မဲ့အစ်စ်မှာကျွန်တော်ဘယ်လောက်ထိသွားပြီးတော့ကြည့်ကောင်းမလဲဆိုလို့ရှိရင်အဲဘယ်ခေါင်းမှာ Megan VNN စစ်ပုံစံမျိုးထိကိုပို့ပြီးကြည့်ကောင်းလာမယ်ပွဲတစ်ပွဲဖြစ်လိမ့်မယ်အဲ့တော့အဓိကထိနာမှာတော့ရခိုင်ပြည်သူတွေထိနာမယ်ပေါ့ဗျာနော်တော်တော်ကြည့်ကောင်းမယ်ပွဲပါအေးအေးနေနဲ့လဲအကုန်လုံးကိုတေချာပြင်ဆင်ထားပြင်ဆင်ထားမှာလိုင်းကောင်းတူတာအစအကုန်လုံးပြင်ဆင်ထားလိမ့်မယ်အတက်ကလည်းဒါတွေအားလုံးကိုတည်တည်ချာချာကိုဆောင်ရွက်လိမ့်မယ်အဲ့တော့မတူတာစစ်ပွဲပုံစံကတော့ Megan VNN စစ်ပုံစံမျိုးသွားတူပဲမယ်အဲဘာမှမစတော့ဒုတယ်မတူတာပါလဲဆိုတော့ အမေရိကန်ကပြပလာတိုက်တဲ့စစ်ဒါပေမဲ့ရခိုင်ကကြတော့ရခိုင်ကိုတိုက်မဲ့စစ်ကကြကိုပြည်တွင်းမှာပဲတိုက်ရမယ့်စစ်ဆိုတဲ့ခါကြတော့အမေရိကန်အားလို့စစ်ရှုံးပြီးတော့နောက်ဆုတ်သွားပေမဲ့စစ်တပ်အနေနဲ့စစ်ရှုံးပြီးနောက်ဆုတ်သွားမှာမဟုတ်ဘူးစစ်တပ်အနေနဲ့ရခိုင်ပြည်နယ်ကိုကြာရှုံးပြည်နယ်တစ်ခုလုပ်ပြီးတော့တဖြည်းဖြည်းချင်းနှင်းပြီးတော့အေအေကိုနော်အေအေကိုဒုက္ခပေးသွားမယ့်အစီအစဉ်မျိုးတွေဖြစ်နိုင်တယ်အဲ့တော့ရခိုင်ပြည်ကိုတိုက်မဲ့စစ်ကရခိုင်ပြည်နယ်မှာအေအေကိုတိုက်မဲ့စစ်ကတော့ပြည်ပလေအများကြီးကစားသွားပါတယ်လို့ကျွန်တော်သုံးသပ်လို့ရတာပေါ့ဗျာနော် ပါကပါအောင်နော်ကိုမောင်ရေးတယ်နော်မန်ယူနီးပြတွေကအာကစားသမားပြောင်းလဲတဲ့အပြင်နဲ့ဆူဖလာတော်မရတော့မင်းစုံနာမည်ကြီးအပိနေကြတာကိုမောင်နဲ့တက်ထောက်ခံတာနော်အပေါ်ကလက်တဆုပ်စာထဖားအောက်ဖီတွေကိုလာအောက်ခြေကိုလာကျွန်တော်ပြောဆိုရရင်နားထောင်ကြည့်ပါဗျာနော်အဲ့တော့မဟာဗျူဟာကြီးကတရုတ်ကိုအဲ့တော့ကောင်းမှုကြီးပါဗျာအပါတရုတ်ကိုအာကိုပြီးတော့ပြောဟုတ်တယ်အဲ့လိုပဲပြောအောင်နော် ကျွန်တော်တို့ခင်ဗျားတို့နော်အတော့အားလုံးအတွက်ကောင်းကျိုးပါရှိလာနိုင်လေဗျာကောင်းကျိုးကတော့ကျွန်တော်တို့မြန်မာပြည်မှာခင်ဗျားတို့ဟိုမရှိတဲ့ထဲကနေပြီးတော့ရရှိတခုခုဘာမှမရနိုင်တဲ့ထဲကရတခုခုယူရမယ့်အခြေအနေပါနော်မြန်မာနိုင်ငံကျွန်တော်ပြက်စီးနေတာပါကမောင်းအရင်ရွေးကောက်ပွဲတုန်းကလည်းဒေါအောင်ဆန်းစုကြည်မဲခိုးလဲဆိုတော့လက်ခံလာတဲ့ မဲခိုးမဲစင်းရဲလွဲမမှုဆိုတော့ကျွန်တော်လက်ခံတယ်မဲခိုးမှုကတော့အတိုင်းတာတစ်ခုတည်းရှိနိုင်ပေမဲ့ဒါမျိုးရုပ်ပြက်စင်းပြက်ကြီးမဲဆက်တတန်းကျော်ခိုးတယ်ဆိုတာကမဖြစ်နိုင်ဘူးပေါ့ကနော်ဒါပေမဲ့တော့မဲစင်းလွဲမမှုကတော့အခုလောလောဆယ်သူတို့ UEC ပေါ့နော်အခုလက်ရှိ NASA ကရဲ့ UEC တော့မှာပဲမဲစင်းလွဲမမှုကရင်ဆိုင်နေရတာဖြစ်တယ်အဲ့တော့အဲ့တော့မဲစင်းလွဲမမှုကတော့အမြဲတမ်းရှိနေမှာဖြစ်တယ်နော် ဒေါ်စန်းစစ်ကြီးကိုလွတ်ပေးလိုက်ငြင်းချမ်းနိုင်သလားဆိုတဲ့ခါကျတော့စေတနာဒေါ်စန်းစစ်ကြီးလွတ်ပေးလိုက်လို့ရှိရင်အထိုက်လျောက်ထိကျွန်တော်ငြင်းချမ်းသွားနိုင်တယ်စေတနာစိတ်စေတနာတော့ပြအောင်ပါဗျာနော်စိတ်စေတနာတော့ပြမယ်အဲ့တော့နိုင်ငံရေးစိတ်စေတနာရှိဖို့တော့လိုတယ်အခုချိန်ထိတော့နိုင်ငံရေးစိတ်စေတနာနည်းနေအောင်တွေ့ရတယ်ဒေါ်စန်းစစ်ကြီးလွတ်ပေးလိုက်လို့လည်းကျွန်တော်တို့ဘာမှမဖြစ်သွားပါဘူးအကောင်းဆုံးဖြစ်သွားနိုင်တာ तू ကမြန်မာနိုင်ငံအတွက်အကျိုးရှိသွားနိုင်တဲ့ပုံကူတရားပဲဖြစ်တယ်နော်အမျိုးသမီးပုံကူကြီးတရားပေါ့ဗျာနော်မြန်မာနိုင်ငံအတွက်အကျိုးရောက်သွားမဲ့ပုံကူတရားတော့မဟုတ်ပါဘူး အဲ့တော့အဲ့တော့အောင်စန်းစုကြည်ကြောက်အကျိုးရောက်သွားမဲ့အရာတွေမရှိဘူးလို့ကျွန်တော်တို့ကတော့လုံးဝယုံကြည်တယ်ပေါ့ဗျာနော်တရုတ်နေသားကနောက်ပိုင်းပြည်သူ့ဘက်ကရက်တီလာနိုင်မလားတဲ့ရက်တီလာနိုင်တယ်နော်ခင်ဗျားတို့တရုတ်ကဒီကိစ္စတရုတ်ကကျွန်တော်မြန်မာနိုင်ငံကိုခင်ဗျားတို့ကျွန်တော်တို့နားလေတာတဲ့တရုတ်ကပိုနားလေတယ်ခင်ဗျားတို့ဒီ NUG တို့နော်အကုန်လုံးနားလေတာတဲ့ကိုတရုတ်ကပိုနားလေတယ်အောင်ကျွန်တော်တို့တွေ့ရတယ်အဲ့တော့တရုတ်နေနေကပြည်သူ့ဘက်ကလုံးဝရက်တီမှာပါအဲ့တော့လက်ရှိအခြေအနေမှာတရုတ်က မြန်မာနိုင်ငံမပြတ်ဖို့ကဟိုတရုတ်ကထိန်းထားပြီးတဲ့ပုံစံမျိုးဖြစ်နေတယ်။နောက်ပိုင်းမြန်မာပြည်ကိုတရုတ်ဘက်ကရက်တီလာလိုက်မယ်။အဲတရုတ်ကမြန်မာပြည်သူတွေဘက်ကရက်တီလာနိုင်တယ်ဆိုတာဘာကြောင့်ပြောနိုင်လဲဆိုတော့တရုတ်ကသူ့ရဲ့ hard power soft power ကောင်းကောင်းနားလေတော့နိုင်ငံဖြစ်တယ်။အဲ့တော့ခမရုတ်ပြည်သူတွေကတရုတ်ပစ္စည်းတွေတပိတ်မှောက်မယ်ပေါ့နော်။တရုတ်ဆိုလို့ရှိရင်လုံးဝလက်မခံဘူးဆိုလို့ရှိရင်တရုတ်အနေနဲ့ကဒါကိုသူနားလေလား။နားလေအတွက်ကြောင့်မဟုတ်ဘူး။ NLD ကိစ္စမှာလည်းတရုတ်ကအမ်ကောမတရုတ်ရဲ့ နောက်ပိုင်းပေါ့နော်ညှိနှိုင်းပေးမှုတွေအများကြီးအများကြီးပါလာနိုင်တယ်တေးဥကရက်ဒီမှာပါတေးဥကမြန်မာနိုင်ငံကိုသူ့ကျိုးစီးပွားအတွက်တော့လကောင်းမော်ဗျာနော်ဘာပဲဖြစ်ဖြစ်တည်ငြိမ်ကောင်းစေချင်တာမှာကောင်းလာမှာပါဗျာဒါကမောင်းနဲ့ဖုန်ကြီးကြောင်းပါနဲ့စကားစားတက်ဆွဲလို့လေဖုန်ကြီးကြောင်းဖုန်ကြီးတွေမနေရလို့ရှောင်နေရတယ်ဦးနေရပြောတယ်နော်အေးပေါ့ဖုန်ကြီးဖုန်ကြီးကြောင်းမှာစစ်တက်လဲတက်ဆွဲတက်ပါလေနော်ထို့တူအဲဟိုလက်နက်ကင်လဲတက်ဆွဲတက်ပါလေ ဘာကြောင့်လဲဆိုတော့ဘုန်းကြီးကျောင်းနေလို့ကောင်းဆုံးနေရာဖြစ်တယ်။စာသင်ကျောင်းကနေလို့ကောင်းဆုံးနေရာဖြစ်တယ်လေနော်။အဲ့တော့ဘုန်းကြီးကျောင်းစာသင်ကျောင်းမှာတက်ဆွဲတာကတော့စစ်တက်လက်ဆွဲသလိုလက်နက်ကင်တွေလက်ဆွဲပါတယ်။ဒါကကျွန်တော်မြေပြင်ခြေနေရကျွန်တော်သိပါတယ်နော်။ရခိုင်ကြောက်ဖြူမှာဆိုလို့ရှိရင်ပြိုင်စစ်ကဘုန်းကြီးကျောင်းမှာဆိုလို့ရှိရင်အေးအေးလေးတက်ဆွဲတာအများကြီးပဲလေနော်။အဲ့ပြိုင်စစ်ကတကယ်ကဲဆော်လဲဆော်လားအေးအေးတော့ကြာလာတယ်အများကြီးရှိတာ။အိုးအဲ့တော့ဘုန်းကြီးကျောင်းတွေကတော့ခံရတာပါဗျာနော်။ ကျွန်တော်လည်းအဲ့လိုပဲမြင်မိပါတယ်တဲ့စစ်တပ်ကိုတဲ့သူမမုန်းတော့ပါဘူးတဲ့သူဖခင်ကစစ်တပ်ဆိုတော့ ICJ မှာတော့ကာကွယ်ပေးခဲ့တာပဲလေနော် ICJ မှာကာကွယ်ပေးခဲ့တာဟုတ်ပါတယ်သူလည်းကာကွယ်ပေးခဲ့ပါတယ်နော်ဒါပေမဲ့တော့သူကသူ့အလုပ်ကိုသူလုပ်ရလဲပါပါတယ်နိုင်ငံသားကြီးဝင်ကြီးတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့သူကိုယ်တိုင်သွားပြီးနိုင်ငံသားကြီးဝင်ကြီးတယောက်အနေနဲ့သွားဖြည့်ရှင်းတာလည်းရှိတာပေါ့နော်အဲ့တော့သူကကာကွယ်ပေးတာလည်းဖြစ်နိုင်တယ်လို့သူတာဝန်သူ့အလုပ်ကိုသူလုပ်ရတာလည်းဖြစ်နိုင်တယ်လေနော်အဲ့တော့စစ်တပ်ကိုမမုန်းတာတော့အသေးချပါတယ်တော်စုကြည်က အဲတနည်းအားဖြင့်ကျွန်တော်ကြည့်ရသလိုရှိရင်အမျိုးဒေထားတဲ့မျိုးသမီးတောင်မဟုတ်ပါဘူး။နော်နိုင်ငံရေးနဲ့အမျိုးမျိုးဒေမထားတတ်ဘူး။ဘာမှအမျိုးဒေထားတဲ့မျိုးသမီးတောင်မဟုတ်စိတ်တက်ယူသားတဲ့ပွင့်လင်းတဲ့အရှိအရှိတိုင်းသူပြောထည့်လိုက်လိမ့်မယ်။အဲပြီးရင်သူ့ကိုအဲအဲ့ဒီလိုမျိုးပေါ့စိတ်ရဲ့စိတ်ထဲကရှိတဲ့အတိုင်းပေါ့နော်။ရင်ထဲကရှိကိုရှိတိုင်းပြောတဲ့အတွက်ကြောင့်မို့လို့လူမှုဝေဖန်မှုတွေအဲတချို့ထိခိုက်နေတာသွားတာတွေရှိနိုင်ပေမဲ့သူကစိတ်ထဲထားတဲ့မျိုးသမီးတောင်မဟုတ်ဘူးတောင်ဆန်းစစ်ကြီး။အဲ့တော့အဲစစ်တပ်ပေါ်မှာလည်းသူအနေနဲ့ အမျိုးတွေလည်းမရှိနိုင်ပါဘူးဒါကျွန်တော်သူ့ကိုပုံကိုရေးတာပုံကိုရေးကျွန်တော်နားလည်ထားမှုတခုလို့ပြောရမှာပါဗျာနော်ဟုတ်ပါလေတော့စကြည်မှာအမျိုးတွေမရှိနိုင်ပါဘူးကပါစာတွေကုန်းတော့မယ်မထင်ပါနဲ့ဗျာကပါစာတွေဘယ်လိုမှထိလို့မရပါဘူးကောင်းပါရဲ့လာရှုတော့နောက်ရဲ့စစ်တပ်ကနေရာထိုင်ချတယ်တဲ့အခုကြတဲ့မိုးကုတ်ဘာဖြစ်လို့နေရာမယူသေးတာလဲဗျာမိုးကုတ်နေရာမယူသေးတာမိုးကုတ်မှာနည်းနည်းမရှင်းနေသေးဘူးလေနော် ြည်သူတွေတဲ့စစ်တပ်ကိုတဲ့မုံနဲ့မုံစိတ်ကတဲ့နော်ရင်ကြားစီလို့မရတော့ဘူးဆိုတာခင်ဗျားယုံလားတဲ့မထင်ပါနဲ့အဲအခုခေါင်းတွေအားလုံးမြင်နေရပြီနော်နုပညာလောကမှာမှပဲစစ်တပ်ကိုချစ်တဲ့အဲဘယ်လိုခေါမလဲသူတို့ကခွဲခြားပြီးသိတယ်ဗျာခင်ဗျားတို့ကခတ်တာကခင်ဗျားတို့ကမုံနာကတယောက်နော်မုံတော့စစ်တပ်ကိုသွားဖြစ်နေခင်ဗျားတို့မုံနာကဥမယောင်လိုက်ဖြစ်ပါလိမ့်မယ်နော်အတူကမုံမင်မယ်ခင်ဗျားတို့ကဒီစစ်တပ်ကြီးကိုအားလုံးခြုံငုံပြီးမုံနေတာ စစ်တပ်ကအပွင့်လင်းပြောရင်စစ်သားတွေကသူတို့လုပ်ကိုသူတို့လုပ်နေတာနော်အဲ့တော့စစ်တပ်ကိုမမုန်းကြပါဘူးအဲခင်ဗျားတို့လူတွေပုပ်ကိုမမုန်းလို့ရပုပ်ကိုဆဲလို့ရကျွန်တော်ဆိုဦးမြအောင်လည်းပြောတာပြောရင်ပြောလိမ့်မယ်ဒါစစ်တပ်ကိုကျွန်တော်အဲစိတ်နဲ့တော့မပြစ်ပါဘူးနော်စစ်တပ်ကိုကျွန်တော်အမာခံထောက်ခံတယ်စစ်တပ်ကိုကျွန်တော်နော်တမတော်ကိုကျွန်တော်ချစ်တယ်ကြီးညိုတယ်နော်အဲ့တော့စစ်တပ်ထမဟိုတက်စိတ်တစိတ်သွားတယ်ဗျာတက်စုတစုသွားလို့စစ်သားတွေအကုန်လုံးကစိုးပါတယ်ညံ့ပါကျွန်တော်ပြောလို့မရဘူးလीနော် တော့စစ်သားတွေအကုန်လုံးကတည်တည်ချာချာစစ်တီတော့ကျင့်ဝင်နေတည်တည်ချာချာကျင့်လာတာဖြစ်တယ်လေးကျင့်ထားပေးတဲ့စစ်တီတွေဖြစ်တယ်အဲ့တော့စစ်သားတွေကစိုးပါတယ်ဟေ့ဆိုလို့ရှိရင်အကုန်လုံးစိုးတာမဟုတ်ဘူးစိုးတဲ့ပုံကူတွေကြောက်စိုးတာအဲ့တော့စစ်တပ်တခုလုံးမှခင်ဗျားတို့မုံဦးမင်းအောင်လာခင်ဗျားမုံလို့ရဟုတ်တယ်ဒီပြစ်တွေအားလုံးသူ့တာဝန်ပဲသူ့ရဲ့မစင်မင်းမစင်ချင်တဲ့ညံပေါ့သူမှားခဲ့တာပေါ့သူအမှားကြောင့်ဒီအိစရတွေအကုန်လုံးဖြစ်တာအဲ့ဒါအရှိတရားဖြစ်တာအဲ့တော့ပြောရင်သူ့ကိုပြောနော်အဲ့တော့စစ်တပ်ကြီးကိုတခုလုံးကိုခင်ဗျားတို့ကဝေဖန်တိုက်ခိုက်မယ်ဆိုကျွန်တော်ကစစ်တပ်ကိုကာကွယ်ရမှာပါ อืมยีก็ไปมาบรุตะละขึ้นนายกุมาวน่ะเอ่อตะมะละขึ้นนายเนี่ยအဲ့မှာယာတူးကတော့အမျိုးမျိုးရှိတာပေါ့မြန်မာနိုင်ငံမှာယာတူးကြီးပေါ့အကောင်းဆုံးယာတူးကြီးလို့ပြောလို့ရတယ်ယာတူးကြီး၃ခုရှိတယ်တမရယာတူးနိုင်ငံတော်တိုင်ပင်ခံယာတူးနောက်တော့ကာကွယ်ရေးဦးစီးချုပ်ယာတူးအဲ့ဒီယာတူး၃ခုလောက်လုံးတော့သူမှယူလောက်ထင်တာပဲနော် ။တတိယများနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြိုင်းနှစ်တတ်တယ်ဆိုရင် like နဲ့ subscribe လေးနှိပ်ထားပြီး share တဲ့မြန်မာမှာတတိယများနေ့စဉ်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။